တုတ်တန်ကျမ်းအခန်း1တုတ်တန်ကျမ်းအခန်း1တည်ရည်ရွယ်ချက်အကြောင်းဖြစ်သည်အခန်းငယ်1ပညာတရားဤဥပဒေတာတရားကိုသိ၍ဉာဏ်နှင့်ရှင်သောစကားကို နားလည်မိအကြောင်းပညာတုံသင်ခြင်းဖြောင်းမတ်စွာကျင့်ခြင်းတရားသည့်ပြည့်စည်ရင်၍တတိရှိစွာ ဆုံးဖြတ်ခြင်းအမှုအရာ၌လေ့ကျက်မိအကြောင်းမိုက်တော်သူသည် လိမ်မာ၍လူပြိုသည် ပညာတည်းနှင့်ပြည့်စုံမည်အကြောင်းဒါဝိဒ်ဤသားတော်ဖြစ်တော်ဣတရီလရှင်ဘရင် ချောလမုံစီရင်တော်တုတ်တန်စကားဟုမူကားပညာရှိသောသူသည်နားထောင်သဖြင့်ပညာအတက်တိုးပွားရလိမ့်မည်ဉာဏ်ကောင်းသောသူသည်တုတ်တန်စကားအနတ်တိတ်ပေကို၎င်းပညာရှိဟောပြော၍နတ်နေသောစကားတို့ကို၎င်းနားလေသောနိတရီဆရာအဖြစ်သို့ရောက်ရလိမ့်မည် ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်ပညာဤအချုပ်အချာဖြစ်၏လူမိုက်တို့သည်ပညာနှင့်ဥပဒေတကိုမထီမဲ့မြင်ပြုတတ်ကြ၏ခန်းငယ်ရှိအခန်းငယ်ရှိသည်ဖြားယောင်းမှုကိုညင်းဖို့တတိပေးခြင်းအကြောင်းဖြစ်သည်ငါတာအဘဤနီးဥပဒေတကိုနားထောင်လောအမိဤတရားကိုလည်းမပယ်နှင့်ထိုနီးဥပဒေတတရားတို့သည်တင်ဤကောင်း၌တင့်တယ်သောဥယျာဉ်တင်ဤလေပင်၌ ပဲ့ရစ်တော်လေဆွဲဖြစ်ကြလိမ့်မည်။ငါသာလူโซတို့ဒီတင့်ကိုသွေးဆောင်လျင်ဝန်မခံနေ။သူတို့ကငါတို့နဲ့အတူလိုက်တော့သူအသက်ကိုတန့်အံ့တော့ငါစောင့်ကြစို့။အရှိနေအပြစ်လွတ်တော်သူတို့ကိုချောင်းမြောင်းကြစို့။တင်းဆိုင်တွင်တို့စင်းတော်သူတို့ကဲ့သို့တကိုယ်လုံးပါလျက်အသက်ရှင်လျက်ရှိတော်ထိုသူတို့ကိုမရဏနိုင်ငံမြို့တကဲ့သို့မြို့ကြစို့။ ပိုးထိုက်သောဘန္နာအမျိုးမျိုးကိုတွေ့၍လူယူသောဥစ္စာနှင့်ငါတို့အိမ်ကိုပြည့်စေကြမည်။ငါတို့နှင့် ပေါင်းခေါ်တော့ရသောဥစ္စာကိုအညီအမျှပိုင်ကြစို့ဟု ဆိုတော်လေ။ငါသာသူတို့နှင့်တူမလိုက်နှင့်သူတို့သွားသောလမ်းကိုရှောင်လော့အကြောင်းမူကားသူတို့ရှိသည်ဒုစရိုက်ပြုရသူပြီး၍လူအသက်ကိုတက်ရှင်းကလှင်မြန်၏။အကယ်စင်စစ်ငှက်မြတ်မှောက်၌ပိုက်ကွန်ကိုဖြန့်ထားလျင် အကြံမမြောက်ရလူဆိုးတို့သည် ကိုအသွေးကိုတွန်းအံ့သောငါစောင့်၍ကိုအတက်ကိုတန့်အံ့သောငါချောင်းမြောင်းတကြ၏မတရားသောစည်းဝါးကိုရှာသောသူအပေါင်းတို့သည်ထိုတို့သောအကျိုးကိုခံရ၍ထိုစည်းဝါးသည်မိမိအရှင်၏အတက်ကိုတတ်တတ်၏အခန်းငယ်20ခန်းငယ်20သည်ဉာဏ်ပညာအားမငင်းပယ်ဖို့တတိပေးခြင်းအကြောင်းဖြစ်သည်ပညာသည်ပြင်မာကြွေးကြော်၍ လန်ခီရို၌မိမိစကားအတန်ကိုလွှင့်တတ်၏လူစုဝေးရာအူး၌၎င်းမြို့တကားဝါတို့၌၎င်းမြို့ထဲ၌၎င်းခေါ်၍မြို့ဆိုသော စကားဟုမူကားအိုလူမိုက်တို့တင်တို့သည် မိုက်တော်အချင်းကိုနှစ်သက်လျက်ကဲ့ရဲ့သောသူတို့သည်ကဲ့ရဲ့ရှင်း၌အမွေးလျော်လျက်မိုက်မဲသောသူတို့သည်ပညာအတတ်ကိုမုန်းလျက်အပေမျှကာလပတ်လုံးနေကြလိမ့်မည်။ငါဆုံးမသောစကားကို နားထောင်၍ပြောင်းလဲကြလော့ငါဝိညာဉ်ကိုတင်တို့အပေါ်သို့ငါသွန်းလောင်း၍ငါစကားဤအနတ်ဒိဋ္ဌိကိုနားလဲစီမိငါသည်ခေါ်၍တင်တို့သည်ငင်းပယ်သောကြောင့်၎င်းငါလက်ကိုဆန့်၍အဘယ်သူမျှမမှတ်သောကြောင့်၎င်းငါသတိပေးခြင်းရှိသည်မျှကိုတင်တို့သည်ပယ်၍ငါဆုံးမသောစကားတခွန်းကိုမျှနားမခံဘဲနေသောကြောင့်၎င်းတင်တို့သည် ဘေးဥပနှင့်တွေ့ကြုံသောအခါငါယီမီကြောက်မက်ဖွယ်သော အမှုရောက်သောအခါငါပြည့်ရဲ့ပြုမီတင်တို့ကြောက်မက်ဖွယ်သောအမှုသည်တုတ်တင်ပယ်ရှင်းခြင်းအမှုကဲ့သို့၎င်းတင်တို့ပျက်စီးခြင်းအမှုသည် လေပြင်းမုန်တိုင်းကဲ့သို့၎င်းရောက်လာ၍တင်တို့သည်စိတ်ဆင်းရဲပူပန်ခြင်းဒုက္ခဝေဒနာနှင့်တွေ့ကြုံသောအခါထိုအမှုရောက်သောသူတို့သည်ငါကိုခေါ်တော်လဲငါမထူ ငါ့ကိုစူးစမ်း၍ရှာတော်လဲမတွေ့ရကြအကြောင်းမူကားသူတို့သည်ပညာအတက်ကိုမုန်းကြ၏သာဝရဘုရားကိုကြောက်ရွံ့သောသဘောကို အလိုမရှိကြငါသတိပေးခြင်းကို အလင်းနားမခံကြငါဆုံးမခြင်းရှိသည်မြတ်ကို မထီမဲ့မြင်ပြုကြ၏ထိုကြောင့်သူတို့သည် ကိုကြင့်ခြင်း၏အကျိုးအဖြစ်ကိုစား၍ကိုကြံသောအကြံတို့နှင့်ဝါကြလိမ့်မည်ဉာဏ်သိမ့်သောသူတို့သည်လမ်းလွဲသည်ဖြင့် အသက်ဆုံးတတ်ကြ၏မိုက်သောသူတို့သည်သတိလစ်သောအဖြစ်ပျက်စီးခြင်းသို့ရောက်တတ်ကြ၏ငါစကားကိုနားထောင်သောသူမူကားလုံခြုံစွာနေ၍ဘေးကိုမကြောက်ဘဲငြိမ်ဝတ်လိမ့်မည်တုတ်တန်ချံအခန်း၏တပြပါပြီနှုတ်ကပတ်တော်နားထောင်သောသောသူအယောက်စီတိုင်းဖျားသခင်သာ၍ကောင်းချီးပေးပါစေအာမင် ုတ်တန်ချံအခိုင်းနှင့်တုတ်တန်ချံအခိုင်းနှစ်သည် လူကျင်ဝဲဖို့ဉာဏ်ပညာ၏အကျိုးကျေးဇူးများအကြောင်း ဖြစ်သည် အခန်းငယ်၁ငါသာတင်းသည်ပညာစကားကိုနားထောင်၍စေတနာစိတ်နှင့်ဉာဏ်ကိုရှာဖွေသည့်တိုင်အောင်ငါစကားကိုနာခံ၍ငါပညာတို့ကို ကိုယ်ထဲ၌သွင်းမိလျင်၎င်းတိပ္ပံတက်ကိုခေါ်၍ဉာဏ်နောက်သို့အတန်ကိုလွှင့်လျက်၎င်း ငွေကိုရှာတတ်တဲ့ကဲ့သို့ပညာကိုရှာ၍ဖွဲ့ထားသောပန္နာကိုစူးစမ်းတတ်တဲ့ကဲ့သို့ဉာဏ်ကိုစူးစမ်းလျင်၎င်းသာဝရဘုရားကိုကြောက်သောသဘော၌ကျင်လည်၍ဘုရားသခင်ကိုတည်သောဉာဏ်နှင့်ပြည့်စုံလိမ့်မည်အကြောင်းမူကားသာဝရဘုရားသည်ပညာကိုပေးတော်မူတတ်၏နားလည်နိုင်သောဉာဏ်သည်နှုတ်ကပတ်တော်အားဖြင့်သာဖြစ်တတ်၏ဖြောင်းမတ်သောသူတို့အဖို့ ညာရည်စနာကိုတူထားတော်မူ၏တရားသဖြင့်ကျင့်တော်သူတို့ကိုကွဲကားတော်မူ၏မိမိတန်ရှင်းသူတို့သည်တရားလမ်းကိုစောင့်ရှောက်မိအကြောင်းသူတို့၏လံခီးကို လုံခြုံစေတော်မူ၏ယေရှုတော်ကြောင့်တင်းသည် ဖြောင့်မတ်စွာကျင့်ခြင်းတရားသဖြင့်စီရင်ခြင်းရည်လျူစွာ ဆုံးဖြတ်ခြင်းမှစ၍ကောင်းသောလမ်းရှိသမျှတို့ကိုတည်နာလေလိမ့်မည်ပညာသည်တင်း၏နှလုံးထဲသို့ဝင်၍ တင်းသည်တိကြားခြင်း၌အမွေလျော်သောအခါတမာတရီသည်တင့်ကိုထိမ့်သိမ့်၍ညံသည်လဲစောင်းချောက်သည်ဖြင့်သိုးသောလမ်းမှကဲတင်လိမ့်မည်ကောက်သောစကားကိုပြောတတ်သောသူ ဖြောင်းမတ်သောလမ်းကိုစွန့်၍မိုက်မဲသောလမ်းသို့လိုက်သောသူဒူးစရိုက်၌အမွေလျော်၍အာရမလူဤကောက်လိန်ခြင်းကိုအာရနှစ်သက်သောသူဖြောင်းသောလမ်းသို့မလိုက်ကောက်သောလမ်းသို့သာ လိုက်တော်သူတို့ဤလက်မှ၎င်းအမျိုးပြတ်တော်မိမနှုတ်နှင့်ချော့မော့တတ်သောပြစ်တစာမိမအတတ်ငယ်စဉ်ပဲ့ပြင်သောကျေးဇူးရှင်ကိုစွန့်၍မိမိဖျားသခင်ဤဗရိညင်တရားကို မေ့လျော့တော်မိမလက်မှ၎င်းတင့်ကိုကဲတင်လိမ့်မည်ထိုမိမ၏အိမ်သည်တေခြင်းနှင့်၎င်းသူလိုက်တော်လမ်းတို့သည်တင်းချိုင်းသားနေရာနှင့်၎င်းဆက်ဆိုင်သည်ဖြင့် သူဤအိမ်သို့ဝင်သောသူတစုံတယောက်မျှမပြန်ရအသက်လမ်းကိုမမီရတင်းသည်သူတော်ကောင်းတို့ဤလမ်းသို့လျှောက်၍ဖြောင်းမတ်သောသူတို့ဤလမ်းခီးထဲကမထွက်ပဲအစဉ်တစိုက်လိုက်ရမည်အကြောင်းဒီဖြောင်းမတ်သောသူတို့သည်ပြည်တော်၌နေ၍စုံလင်သောသူတို့သည်နေရာကျကြလိမ့်မည်အာရမလူတို့မူကားပြည်တော်မှပယ်ရှင်းခြင်းလွန်ကျူးသောသူတို့သည် နှုတ်ပြစ်ရှင်းကိုခံရလိမ့်မည်။တုတ်တန်ကြံအခိုင်းနှင့်ပြီးပါပြီ။နှုတ်ကပတ်တော်နားထောင်သွားသော သူအယောက်စီတိုင်းဖျားသခင်သာ၍ကောင်းချီးပေးပါစေ။အာမင်။တုတ်တန်ကြံအခိုင်းသုံးတုတ်တန်ကြံအခိုင်းသုံးသည်ဉာဏ်ပညာသည်တာ၍ကျေးဇူးရှိစေအောင်မည်အခန်းငယ်တိငါတာငါပြီးသောတရားကိုမမေ့နှင့် ငါပညာတို့ကိုတင်းနှလုံးစောင်းချောက်ပါစေအကြောင်းမူကားပညာတရားသည်အတ္တတာရှိသောကာလနှစ်ပေါင်းများစွာကို၎င်းငြိမ်ဝှက်ရှင်ကို၎င်းတိုးပွားစေလိမ့်မည်ဂယုဏတရားနှင့်တစ္ဆာတရားကိုတင်းနှင့်မကွာစေနှင့်ထိုတရားတို့ကိုတင်းဤလေပင်၌ဆွဲထားလော့နှလုံးအင်းစည်၌ရေးသွင်းလော့တိုးပြုလျင်ဘုရားသခင်ရှိလူတို့ရှိမှာမျက်နာရ၍ ကျေးဇူးကိုခံရလိမ့်မည်။ထာဝရဘုရားကိုစိတ်နှလုံးချင်းမဲ့ကိုးစားလော့ကိုညံကိုအမိမပြုနဲ့။တွားလျေရာ၌ထာဝရဘုရားကိုမျက်မှောက်ပြုလော့တိုးပြုလျင်တင်ဤလန်းခီးတို့ကိုပဲ့ပြင်တော်မူမည်။ငါသည်ပညာရှိဤဟု ကိုကိုမထင်နဲ့။ထာဝရဘုရားကိုကြောက်ရွံ့၍ဒူးစရိုက်ကိုရှောင်လော့တိုးပြုလျင်တင်ဤအကျော်တို့သည်အာတန်၍ အယိုးတို့သည်ချင်းစီနှင့် ပြည့်စုံကြလိမ့်မည်။တင်းသည် ကိုဥ္စာနှင့်အူသည်သောအတိနံရှိသည်မြတ်ကို ထာဝရဘုရားအားပူဇော်လော။တို့ပြုလျင်တင်းဤစပကြီးတို့သည်ကြွယ်ဝ၍စပိတိနေရတစားတို့ကိုအတိတ်သောစပိကြီးချံလိမ့်မည်။ငါသာထာဝရဘုရားဆုံးမတော်မူခြင်းကိုမမှတ်ဘဲမနေနှင့်။တင်းဤအပြစ်ကို စစ်ဆေးတော်မူသောအခါစိတ်မပြတ်နှင့်။ ထာဝရဘုရားသည်ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။နှစ်သက်တော်မူသောသားကိုတန်ခတ်တော်မူတတ်၏။ပညာကိုရှာ၍ရသောသူသည်မင်္ဂလာရှိ၏။အကြောင်းမူကားကုံတွယ်ခြင်းသည်ငွေကုံတွယ်ခြင်းထက်သာ၍ကောင်း၏။ပညာကုံတွယ်ရသောအမျက်လည်းရွှေစင်ထက်သာ၍ကောင်း၏။ပညာသည်ဗရမ ्या ထက်သာ၍အဖိုးထိုက်ပေ၏။နှစ်သက်ဖွယ်သည်များသောအရာတို့သည် ထိုယေသနာကိုမပြိုင်နိုင်ကြ။သူ၏လက်ရလက်၌အသက်တာရှိသောကာလလဝဲလက်၌စည်းစိမ်နှင့်ဂုံတရေရှိ။ပညာလန်းတို့သည်တာယာသောလန်းပညာလန်းခီရှိသည်များတို့သည်ငြိမ်ဝတ်လျက်ရှိကြ၏။ပညာကိုကင်ဆွဲသောသူသည် အသက်ကိုပင်ရပြီ။လက်မလွတ်သောသူသည် မင်္ဂလာရှိ၏။ထာဝရဘုရားသည်ပညာတော်အားဖြင့်မြေကြီးကိုတည်၍ဉာဏ်တော်အားဖြင့် မိုးကောင်းငင်ကိုပြင်ဆင်တော်မူပြီးတိတ်ပံအတက်တော်အားဖြင့်နည်းနည်းသောအရက်အကွဲ၍မိုးတိမ်မှလည်းနှင်းရင်ကြတဲ့ဤငါသာပညာရည်တနာနှင့်တမာတိကိုတင်းမျက်မှောက်မှမကွာစီပဲအစင်ချောင်းလောတို့ပြုလျင်ထိုရည်တနာတို့သည်တင်းဤဝိညာဉ်၌အတက်တင်းဤလေပင်၌ဂုံတရေဖြစ်လိမ့်မည်တင်းသည်ခྱི་သွွာရ၌ဘေးမရှိ ရှေမတိုက်မီပဲသွားရလိမ့်မည် အိတ်တော်အခါကြောက်စရာမရှိရကောင်းမွန်စွာ အိပ်ပျော်ရလိမ့်မည်လင်မြန်သောဘေးနှင့် လူဆိုးတွေ့တတ်သောပျက်စီးရဘေးကိုကြောက်စရာမရှိရ အကြောင်းမူကားထာဝရဘုရားသည်တင်ယုံကြည်ကိုးစားရဖြစ်၍တင်ဤရှိကို မကြော့မိစေခြင်းကစောင့်မတော်မူလိမ့်မည်ဂျေစုကိုခံတင်တော်သူတို့အားဂျေစုပြုရသောအခွင့်ရှိလျင် မပြုတ်ဘဲမနေနှင့် ိန်နှီးချင်းကိုပေးစရာရှိလျက်ပင်သွားတော့တဖန်လာအောင်တော့လက်ဖြတ်မှငါပေးမိဟုမပြောနဲ့။စိုးရင်ချင်းမရှိပဲတင့်အနားမှာနေတော့အိန်နှီးချင်း၌မကောင်းသောအကြံကိုမကြံနဲ့။တင်၌အပြစ်မပြုသောသူကိုအကြောင်းမရှိပဲရံမတွေ့နဲ့။ညှင်းဆက်တတ်သောသူဤစည်းစိမ်ကို မတောင်းတနဲ့။သူလိုက်တော်လမ်းတစုံတစ်ခုကိုမျှအလိုမရှိနဲ့။အကြောင်းမူကားသာဝရဘုရားသည် ။သဘောကောက်သောသူတို့ကိုဆက်ဆုပ်ရွံချတော်မူ၏။ဖြောင်းမတ်သောသူတို့မူကားကိုတော်နှင့်မိတ္တဟာယဖွဲ့ရသောအခွင့်ရှိကြ၏။မတရားသောသူ၏နေရာတွင်ထာဝရဘုရား၏ကျိန်တော်မူခြင်းကိုတွေ့ရ၏။တရားသောသူ၏နေရာကိုကကောင်းကြီးပေးတော်မူ၏။အကယ်စင်စစ်ကဲ့ရက်တတ်သောသူတို့ကိုကဲ့ရက်တော်မူ၏။စိတ်နှိမ်ချသောသူတို့အားကျေးဇူးပြုတော်မူ၏။ ပညာရှိသောသူတို့သည်ဘုံအတ္တရေကို အမွေခံရ၍မိုက်သောသူတို့မူကားအဆက်ကွဲခြင်းကိုထမ်းသွားကြရလိမ့်မည်။တုတ်တန်ကြံအခန်းကြီး၃ပြပါပြီ။နှုတ်ကပတ်တော်နားထောင်သွားသောသူအရောက်စီတိုင်းဖျားသခင်သာ၍ကောင်းချီးပေးပါစေ။အာမင်။